ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဒီနေ့ဖေဖော်ဝါရီလ22ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေကကောင်းတို့ရရာတွေကိုတင်ဆက်ပေးနေတဲ့သတင်းစာပေါ်ကဖတ်စရာများအစီအစဉ်ကိုကျွန်မမီတန်နဲ့အတူကျွန်တော်မျိုးစော်လင်းကတင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကိုမျိုးစော်လင်းပထမဆုံးနေနဲ့ဘလို့ကောင်းစီပိုင်းလေးတွေရွေးထားလဲရှင့်ကျွန်တော်ဒီနေ့ထွက်လာတဲ့သတင်းစာတွေက Seven Daily သတင်းစာနှစ်ပုံလေးကိုဖတ်ပြချင်ပါတယ်လုံသမားတပိတ်စကန်ရဲတပ်ဖွဲ့ဖြိုခွဲနှစ်ဘက်စလုံးတန်ရာရရှိတဲ့ စံတော်ကြရမျက်နှာပုံးလေးပေါ့နော်နောက်ကန်ရေတရုတ်တပ်ဖွဲ့များပတ်ဝန်းကျင်မရှိတရုတ်နယ်မှာကိုကန်လူပဲမသာဖြစ်နိုင်ဟုဥက္ကမင်းကပြောတာလေပေါ့နော် voice မျက်နှာပုံးမှာပါကြတော့ပညာရေးဥပဒေကိုပြန်လည်ပြင်ဆင်ရန်မြို့သားလွတ်တော်တွင်စတင်ဆွေးနွေးမိတဲ့ဟုတ်ကဲ့ဒီနေ့ကတော့ဒါသတင်းစာတွေကမျက်နှာပုံးကောင်းစီလေးတွေပေါ့နော်နောက်ထပ်ညီမဖပြချင်တာကတော့ daily 11ကအိဒါအပေါ်လေးကိုဖပြချင်ပါတယ်ရွှေပြောင်းလောက်တာပေါများသည့်တိုင်းပြည်ဆိုပြီးတော့ရေးထားပါတယ် မြန်မာနိုင်ငံ၏ပြည်တွင်းအလောက်ကိုင်းခွက်လန်းနှင့်အလောက်ကိုင်းအာမခံချက်နေပါခြင်းလောခလာစာပြဿနာများကြောင့်နိုင်ငံတွင်းရွှေပြောင်းလုံသားများသာမကပြည်ပနိုင်ငံများသို့တွားရောက်လောက်ကိုင်းနေကြသည့်ရွှေပြောင်းလုံသားအများအပြားရှိနေပါသည်ထို့သို့တနေရာမှတနေရာသို့ရွှေပြောင်းလောက်ကိုင်းကြရာတွင်လုပ်ငန်းမျိုးစုံနှင့်ဘဝစုံလင်လှပါသည်ပြည်ပနိုင်ငံများသို့ရွှေပြောင်းလောက်ကိုင်းကြရာမှာအတတ်ပညာများဖြင့်သက်ဆိုင်ရာအဆင့်နှင့်ယာဒုတာဝန်များထမ်းဆောင်နိုင်သူများရှိသလိုကျောင်းရအလုပ်များလောက်ကိုင်းက အခြေခံလုံသမားဘဝဖြင့်ရုန်းကန်ကြရသူများလည်းရှိပါတယ်။အချို့ဆိုရင်တရားမဝင်လုံသမားများအဖြစ်တွားရောက်လုံကန်ကြရသောကြောင့်အခြေခံရပိုင်ခွင့်ခွင့်ရေးများဆုံးရှုံးခြင်းခေါင်းမုံဖြတ်ခံရခြင်းများကြောင့်မီတက်ဆိုင်ရန်နိုင်ငံများမှစီမံချက်ဖြင့်ဖမ်းဆီးပါကလည်းဖမ်းဆီးကံများအဖြစ်ဘဝဆုံးကျုံနေရသူများတူးနေသည်ရှိနေပါတယ်။မြန်မာနိုင်ငံ၏အင်ဂျီဂျင်ထိုင်းနိုင်ငံရှိတခရိုင်မဲဆောက်ဆတဲ့နေရာများရှိစက်ရုံများအလုပ်ရုံများတွင်အလုပ်လုပ်ကြနေသူများတခရိုင်လာဝကထိုင်းရဲစသဖြင့် တရားမှုဝင်အလို့သမားများအားစီမံချက်ဖြင့်ဖမ်းဆီးမှုကြောင့်မြန်မာနိုင်ငံသား900ကျော်ဖမ်းခံရမှုယခုနှစ်ဖေဖော်ဝါရီလတည်းမှာပေါ်ပေါက်ခဲ့ပါတယ်။အဆိုပါဖမ်းခံရသူများကိုမဲဆောက်တရားရုံးတွင်ထောင်ဒဏ်နှင့်ငွေရန်များပေးဆောင်၍လူမြောက်လာသူများနှစ်နိုင်ငံတာဝန်ရှိသူများချိတ်ဆက်ဆောင်ရွက်မှုများဖြင့်ပြန်လည်လွှဲပြောင်းပေးခြင်းများကိုရှိနေရေးဆိုပြီးဖော်ပြထားပါတယ်။ ထို့ပြင်ဆေးရမွေးတည်မှုပြဿနာ၏ဘေးထွက်ဆိုးကျဖြစ်သောအလောက်ကန်ရှားပါခြင်းနှင့်အထွေထွေအဆင်မပြေမှုများအတွက်တွေ့ရမကောင်းသူကောင်းမဖြစ်ဆိုတဲ့ကဲ့သို့နိုင်ငံတွင်းတော်၎င်းအခြားနိုင်ငံများသို့၎င်းပုံသဏ္ဍာန်မျိုးစုံဖြင့်ရွှေ့ပြောင်းလုပ်သားများဖြင့်ဘဝရည်တည်နေကြရဆဲဖြစ်ပါသည်။အဆင်ပြေသူများရှိသလိုအဆင်မပြေသူများလည်းရှိနေပါသည်။အခုရပိုင်းတွင်မြန်မာတရုတ်နယ်စပ်လောက်ကင်ဒေသတွင်တိုက်ပွဲများဖြစ်ပွားနေချိန်မှာအဆိုပါဒေသတို့မြန်မာနိုင်ငံရဲ့ရဲမှရောက်ရှိနေကြသူများစွာရှိနေသည်ဆိုပြီးတော့ဖော်ပြထားပါတယ်။ ကြံခုတ်သူများအဖြစ်၎င်းကြံမွေးခြင်းလောင်းကစားနှင့်မွေးရည်စေဘပေါ်များသောနေဆက်ဒေသ၏အခြားသောလုပ်ငန်းများတွင်၎င်းဝင်ငွေရရှိနိုင်မှုပေါ်မူတည်ပြီးရွှေပြောင်းလုပ်သားများအဖြစ်ဘဝရည်တည်နေကြသူများလည်းဖြစ်ပါသည်ထို့သို့တရားလုံးကံကြသူများတွင်မြန်မာနိုင်ငံအလဲပိုင်းဒေသများတွင်နေထိုင်သူများသာမကအေယာဝတီမြို့ဝကျွန်းပေါ်ဒေသတွင်နေထိုင်သူများပင်ပါဝင်ကြောင်းတရားဝင်ထုတ်ပြန်သောစီးရင်စရာများရသိရပါသည် တတလောစင်းများရတိုက်ပွဲများကြောင့်စစ်ရှောင်သူတောင်းနေချရှိနေပြီးနေရက်ပြန်သူများမှာတောင်းကြော်ထရှိနေပြီးဖြစ်ကြောင်းသိရဆိုပြီးဖော်ပြထားပါတယ်။နိုင်ငံတနိုင်ငံနိုင်ငံရေးတည်ငြိမ်မှုသည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူအခြားသောကဏ္ဍများအတွက်အခွင့်အလမ်းကောင်းများအခြေအနေကောင်းများဖန်တီးပေးနိုင်ပါတယ်။ထို့သို့အခွင့်အလမ်းကောင်းအခြေအနေကောင်းများကနိုင်ငံသားပြည်သူများအတွက်ကောင်းကျိုးများကိုရရှိဖြစ်ထွန်းစေပါတယ်။တို့ပါ၍နိုင်ငံတွင်းပေါ်ပေါက်နေသည့်အမျိုးမျိုးသောပြဿနာရပ်များနဲ့အတူများစွာသောရွှေပြောင်းလုပ်သားများအရေးကိုလည်း မီးလျော့မထားသေးပါဘူးဆိုပြီးတော့ daily level ကအိဒါပေါ်နေနဲ့ရေးသားထားတာဖြစ်ပါရဲ့ဟုတ်ကဲ့မြတ်ကျွန်တော်တော့ဒီစံတော်ကြင်ကပါရတင်းတဲ့ပုံကိုဖျက်ပြမှာမြတ်ဟုတ်လောက်ကန်ရေတရုတ်တက်ဖွဲ့များပအဝင်ချင်းမရှိတရုတ်နယ်မြေမှာကိုကန့်လူမျိုးများဖြစ်နိုင်ဘူးဆိုကိုကန့်တိတ်ဆောင်ဖွဲ့နဲ့ဆိုရတမတော်ကျိုးကြဖြစ်ပွားလျက်ရှိတဲ့လောက်ကန်တက်ဖွဲ့များတွင်တရုတ်တက်ဖွဲ့ဝင်များပအဝင်တိုက်ခတ်ခြင်းမရှိဘဲတရုတ်နိုင်ငံလယ်မြေတွင်နေထိုင်လျက်ရှိသည့်ကိုကန့်လူမျိုးများပအဝင်တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်း တမနာရုံးဝန်ကြီးဌာနပြောင်းစုဝန်ကြီးဦးအောင်မင်းကမီဒီယာများကိုပြောကြားသည်တဲ့ဖေဖော်ဝါရီ20ရက်နေ့ကကျင်းပသည့်ပြောင်းလွတ်တော်အစည်းအဝေးပြီးဆုံးချိန်၌လောက်ကင်တိုက်ပွဲများနှင့်ပတ်သက်၍ကိုကန့်တိတ်ဆောင်တပ်ဖွဲ့နှင့်အတူတရုတ်တပ်ဖွဲ့ဝင်များပါဝင်တိုက်ခိုက်လျက်ရှိကြောင်းသတင်းများထွက်ပေါ်နေမှုအပေါ်မီဒီယာများ၏မေးမြန်းချက်ကိုရင်းကဲ့သို့ဖြေကျူးခဲ့ခြင်းဖြစ်သည်တဲ့တရုတ်ကပါတယ်ဆိုတော့မဖြစ်နိုင်ပါဘူးတရုတ်နိုင်ငံကြီးဖြစ်တော့နိုင်ငံတကာဥပဒေနဲ့ပဲလုံးမှာပဲလေအခု၎င်းက ပြောကြားခဲ့ပြီတဲ့တရုတ်နိုင်ငံနယ်နိမိတ်အတွင်း၌ ောက်ရှိနေတိုင်းနဲ့ရှိတဲ့ကိုကန့်လူများကဖုံရှားခြင်းဥဆောင်သည့်ကိုကန့်တိန်ဆောင်ဖွဲ့နှင့်အတူပါဝင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုဆက်လက်ပြောကြားသည်ဖြင့်တရုတ်နိုင်ငံလယ်နိမိတ်အတွင်း၌ရောက်ရှိနေတိုင်းသည့်ကိုကန့်လူများကဖုံရှားခြင်းဥဆောင်သည့်ကိုကန့်တိန်ဆောင်ဖွဲ့နှင့်အတူပါဝင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုဥပအောင်မင်းပြောတယ်တဲ့ရေးထားတယ်ပေါ့နော်ဟန်ရောသမရကလည်းဖုံရှားခြင်းနဲ့ဖုံရှားဖူးတို့ဆိုတဲ့ညီကိုနှစ်ယောက်ကို2010 2017ခုနှစ်ကလူရင်းချမ်းသာခွင့်ပေးထားတယ် ပေးထားတဲ့ကြားထဲမှာအခုပြန်ပြီးတော့ဒီလိုတိုက်ပွဲတွေဖြစ်တာကတော့ပေါ်စားရှင်တို့ဘက်ကလွန်တယ်လို့ရွေးယူဆတယ်။သူအေးအေးဆေးဆေးပြန်လာလို့ရအောင်ခွင့်ပြုထားတာပဲ။ဒါကိုလက်နက်ကင်လန်းစင်ကိုပြန်ပြီးလုံနေတော့မကောင်းဘူးပေါ့။ဥက္ကမင်းကပြောတယ်တဲ့။တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကလည်းလောက်ကန်ရေးနဲ့ပတ်သက်ပြီးပေါ်စားရှင်ကကုညီတိုက်ခတ်လူများရှိပြီးတဲ့နေဆက်ဒေတာတခုဖြစ်တဲ့တပတ်နိုင်ငံ၌၎င်း၏ရုံးနဲ့တူလူမျိုးများရှိနေခြင်းပေါ်စားရှင်ကအခွင့်ကောင်းယူအတုံးချလျက်ရှိကြောင်း ဖေဖော်ဝါရီလ14ရက်နေ့ကမီဒီယာတွေ့ဆုံပွဲမှာပြောကြားခဲ့တယ်။လက်ရှိမြန်မာနိုင်ငံ၌ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိရာအာဏာမှာပြည်သူလဲဝယ်တွင်ရှိပြီး၎င်းနေပြင်အာဏာရယူလိုပါကပြည်သူထောက်ခံမှုရရှိရန်လှုံ့ဆော်ရောင်းဖြစ်ကြောင်းလက်နက်ကင်ဆွဲကြီးလမ်းစဉ်ကိုအာဏာကျိုးပန်းခြင်းမှာမဖြစ်တင်ကြောင်းနဲ့ဥပအောင်မင်းကပြောကြားခဲ့တယ်။ အော်ဒီသတင်းလေးကတော့မနေ့တုန်းကသမရယုံဝင်ကြီးကမီဒီယာရင်းနဲ့တွေ့ဆုံစင်မှာပြောကြားလိုက်တာဖြစ်တာပါတယ်နော်။ဟုတ်ကဲ့။ဟုတ်အခုနောက်ထပ်သတင်းတစ်ခုအနေနဲ့7 day daily ကသတင်းတစ်ခုကိုဖော်ပြခြင်းပါတယ်။အလုသမားစပိတ်စခန်းရဲတပ်ဖွဲ့ဖြူခွဲနှစ်ဖက်စလုံးတရားရရှိရဲဆိုတဲ့သတင်းလေးပါ။ရန်ကုန်မြို့ရွှေပြည်သာဆက်မှုဇုံရှိအလုသမားစပိတ်စခန်း၃ခုကိုဖေဖော်ဝါရီ20ရက်နေ့မှာရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းတာဖြူခွဲလိုက်ပါတယ်။ ဒုက္ခလဆောင်တိုးမြင့်ရေးအတွက်ဆန္ဒပြနေကြတဲ့ရွှေပြည်သားဆက်မှုဆောင်အလို့သမားများအားအစိုးရကတတိပေးပြီး၃ရက်အကြာတွင်တပိတ်စခန်းများကိုဝင်ရောက်စီးနင်းခဲ့ခြင်းလည်းဖြစ်ပါတယ်။တပိတ်စခန်းများကိုညနေ၄နာရီခန့်တွင်စတင်ဖြိုခွဲခဲ့ခြင်းဖြစ်ပြီးည၉နာရီခန့်အထိတပိတ်စခန်းနှစ်ခုထပ်မင်းတွေကိုရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ ။တပိတ်စကန်းဖြိုခွင်းမှုများမှာရဲတပ်ဖွဲ့များနဲ့အလုံသမားတွေကြားထိတ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားပြီးနှစ်ဖက်စလုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။ဒဏ်ရာရရှိသောရဲတပ်ဖွဲ့များကိုအင်းစိန်ပြည်သူစေယုံကြီးကိုပို့ဆောင်ထားပြီးအလုံသမားများဘက်မှဒဏ်ရာရရှိသူများကိုဒဏ်ရာရရှိသူရဲ့မိသားစုဝင်တွေကခေါ်ဆောင်သွားတယ်ဆိုပြီးတော့ဒီမှာဖော်ပြထားပါတယ်။ဒီဆက်ယုံ၃ယုံကအထက်ကျုပ်ဆက်ယုံ၃ယုံမှာလုံသားအင်အား2000နဲ့အလုံသမားစုပေါင်းတပိတ်ဖွဲ့ကသက်ဆိုင်ရာဆက်ယုံများရှင်မှာလုံခလာစာတွုံးမြင့်ပေးရကုလာဇာမိုင်းကဖြစ် တောင်းဆိုနေကြခြင်းဖြစ်တယ်။သို့သောဆက်ယုံကအလုပ်ပါချိန်ဖြစ်၍လားစာမတိုးပေးနိုင်သေးပဲဇူလိုင်လတွင်တိုးပေးမယ်ဆိုပြီးအကြောင်းပြန်ထားတယ်လို့လည်းဒီမှာ7 minute ကဖော်ပြထားပါဗျ။ဒါလုံသမားတွေနဲ့လုရှင်ကြကြည့်နေပါဘောနော်ဟုတ်ပါရဲ့ရှင်သူကပြည်လည်းမှုလည်းမရသေးဘူးနေရာလည်းဆိုးရဘက်ကနေပြောတင်းသာရှင်တွေလုလို့ပါနော်ဟုတ်ပါပြည်လည်းမှုမရတဲ့အကြောင်းဒီရရချပြပြီးပါရဲ့ပေါ့ကျွန်တော်တော့ဒီနေ့အဲဒေလီလေဗန်နေရာပေါ့နော်တွတ်တော်တို့လည်းမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းရောက်ရှိနေပြီဖြစ်တော့လဲ ကျောင်းသားများတောင်းဆိုကြသည့်ဖေဖော်ဝါရီလ28ရက်နေ့နောက်ဆုံးထားပြီးအပိသက်ဆွေးနွေးဒီဗျူနိုင်မည်မဟုတ်ကြောင်းဥလိကျန်ကော်မတီဥက္ကဋ္ဌကပြောကြားရေးထားပါဗောနော်ဒီနေ့လွတ်တော်ကိုရောက်ပါတယ်မြို့သားလွတ်တော်မှာစဆွေးနွေးမယ်ရှေ့တပတ်ထဲမှာဒီဥလိကျန်နဲ့ပတ်သက်ပြီးပြည့်စုံစုံကြားနာကြမယ်ပြည်သူတွေစီကအကြံဉာဏ်တွေလာမှာပဲအခုလဲစာရီစဝင်နေပြီအဲ့ဒါတွေအကုန်လုံးကိုမြို့သားလွတ်တော်ဦးစလဲတွေကအကုန်လုံးရှင်းပြအောင်မယ်ထဲတွင်လာတဲ့ဥလိကျန်နဲ့ပတ်သက်၍လေပွင့်ဆန်ဆွေးနွေးပွဲ၌အတီးပြုထားသည့် အချက်များကိုဦးစားပေးပြင်ဆင်နိုင်ရန်ဆောင်ရွက်သွားမည်ဟု၎င်းကဆက်လက်ပြောကြားတယ်တဲ့ဒါတော့ဒီ11မှာပါတဲ့ပညာရေးသတင်းလေးတစ်ခုပါနော်ဟုတ်ကဲ့ညီမနောက်ထပ်ဖတ်ပြဟိုနောက်ဆုံးအနေနဲ့ညီမတို့ကဏ္ဍလေးကကာတွန်းစီစဉ်လေးပေါ့နော်အဲ့ဒါ7 daily ကကာတွန်းလေးကိုရွေးထားပါတယ်ဒီမှာပေါ့နော်ရဲတပ်ဖွဲ့ဝင်လို့ပြောရမလားစစ်တပ်ကလို့ပြောရမလားမသိဘူးပေါ့နော်ဒါပေမဲ့သူတို့နဲ့တဒန်တူတဲ့အစိမ်းရောင်ဝတ်ထားတဲ့လူက ဒီခုံခုံပေါ်ခုံကနေပြီးတော့ပြောနေတာပေါ့နော်အငိုက်မိသွားလို့ခံလိုက်ရတာပါဆိုပြီးတော့ပြောနေတဲ့ဟာကိုအရက်သားကလက်ညှိုးထိုးပြီးတော့ပြောထားတာပေါ့နော်။ဘာပြအကျညာပြီးတိုက်သွားတာအငိုက်မိသွားတယ်ဟုတ်လားဆိုပြီးတော့ပြောထားတာလေးပေါ့နော်။ဒီကတော့ဒီလောက်ကန်တိုက်ပွဲကအခြေအနေကိုဒါထင်ဟက်စေတဲ့ကတုံးလေးတစ်ခုလို့တော့ထင်ပါတယ်ရှင့်။ ဒီကတုံးလေးနဲ့ပဲဖေဗူလာ22ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာကြားနယ်တွေကကောင်းတို့ရရာတွေကိုတင်ဆက်ပေးနေတဲ့သတင်းစာဘောကဖတ်စရာများစီစကုံဒီမှာပဲရန်နာလိုက်ပါရရှင်။ DVB ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးတင်ပါခင်ဗျာ။